ကျွန်တော်အိမ်ကြီးရိုက်တဲ့အပိုင်းစိတ်ဝင်စားလို့ကိုပိုင် brand လဲထုတ်ဖို့ကြည်ရထားလို့တော်တော်များများဟိုကော်မတီတရားရေအများကြီးရှင်းသွားတယ်ပိုင်းလုပ်ငန်းကိုငွေနည်းနည်းနဲ့အဲ့လိုမျိုးစကျင်တဲ့လူငယ်တွေအဲ့လိုမျိုးတက်တင်တယ်လို့ထင်တယ်ကျွန်တော်ဒီပညာရပ်ကိုသင်ပေးတဲ့အပြင်ကိုမှအဲ့လိုမျိုးစီးပွားရေး idea တွေပါအဲ့လိုပေးပေးတာပေါ့နော်အဲ့ဒီချက်ကတော့တော်တော်သဘောကျပါတယ်ဒီပညာသင်ပေးတဲ့အပြင်ကိုတခြားစီးပွားရေးတွေဘယ်လိုလုပ်သင့်လဲ သူများကြီးဘယ်လိုအောင်မြင်နေလဲပါတခါရှင်းပြပြီးတော့ကိုလည်းဘယ်လိုလုံးရင် အောင်မြင်နိုင်လဲဆိုတာအစ်ချက်လေးကသဘောကျတယ်ဒီလိုလာတတ်တာကတော့ကျွန်တော်ကိုပိုင်လုပ်ငန်းလုပ်ရှင်လို့လာတတ်တာပါမသိတာတွေအကုန်လုံးကိုလည်းသိရတယ်ပြီးတော့မသိတာရှိလို့မေးလို့ဆိုင်အစိတ်ရှိနေရှင်းပြပြတဲ့အတွက်အများကြီးတော့အဆင်ပြေပါတယ်ဟုတ်အခြေခံလည်းမရှိတဲ့လူတွေတက်တင်တယ်လို့ထင်တယ်ကျွန်တော်ဆိုအခြေခံလုံးဝမရှိဘူးအခုလာတတ်တယ်တော်တော်များများကိုသိရတယ်အခြေခံလုံးဝမရှိတဲ့လူတွေတော့လာတတ်စေချင်တယ်ဟုတ်လုပ်ငန်းဆက်ဆက်မှုရှိရတဲ့လူတွေပေါ့နော်။တခြားလုပ်ငန်းတွေဒီဒီဇိန်းနဲ့ပတ်သက်ပြီးဆက်ဆက်မှုရှိရတဲ့လုပ်ငန်းသမားတွေမဖြစ်မနေတက်တင်နေလို့ထင်တယ်။ အာသုံးရတင်နေဟာတော့အားလုံးအဆင်ပြေပါတယ်ကအာလိုအပ်တာထက်ကိုပို့ပါတယ်။ဟောတင်ချောင်းမှုကတော့အားလုံးကောင်းတယ်ဗျ။အဓိကတော့ကျွန်တော်တို့ကိုယ်တိုင်ကိုကြလောရတဲ့အတွက်ကျွန်တော်တော့တော်တော်နှစ်သက်တယ်ဗျ။ပညာတစ်ခုလည်းရအောင်ကိုယ့်ရဲ့ရည်ရွယ်ချက်လည်းထားမြောက်အောင်တကယ်ဝန္ဒနာပါပြီးတော့တကယ်စိတ်ဝင်စားတဲ့လူမှန်တယ်မြဲတော့တည်တမ်းလာတဲ့လူစစ်ပြေပါတယ်။ဟောကြားဆိုတာဆဲ့ရဲ့တကယ်စေတနာ ဝါဒနာနစ်နာခံပြီးတော့လေမသိသိအောင်အကိုလို့ရှိပြတယ်လို့ဆိုချက်တဲ့အကိုလို့စိတ်ပါလက်ပါနဲ့အကိုလို့လုပ်ပြတယ်အဲ့တော့ကိုလေးသဘောကျပါတယ်ခင်ဗျဒီသင်္ကန်းကိုကျွန်တော်တက်ချင်ခဲ့တာကြာပါပြီဒါပေမဲ့အကြောင်းမျိုးကြောင့်အတက်ဖြစ်ခဲ့သေးတာပါဒါပေမဲ့အခုမှကျွန်တော်လာပြီးတော့တက်ဖြစ်တာပါအဲကျွန်တော်တို့မျှော်လင့်ထားတာဒီတဲ့အများကြီးပို့သွားပါတယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့မသိသေးတဲ့တစိမ့်ရိုက်နီးနေ အများကြီးကျွန်တော်တို့တီးခွင်ရခဲ့တယ်ကျွန်တော်တို့မသိရဲ့သူ့ရဲ့အစစ်မြင့်တဲ့ဒစိရိုင်ကြီးတွေလည်းကျွန်တော်တို့တီးခွင်ရခဲ့ပါတယ်